ကဲအားလုံးပဲမင်္ဂလာပါနော်စီစီဘာအန်တာတိန်မန့်ချန်နယ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတင်ဆက်ပေးတဲ့အကြောင်းအရာလေးကတော့ linkey ဝင်ဆိုတဲ့သချင်းလေးနဲ့ပတ်သက်ပြီးတော့အနေငယ်လေးပြောပြပါမယ်အဒီ linkey ဝင်သချင်းလေးကတော့ကျွန်တော်တို့လေးစားအားကြရတဲ့ ut ပေါ့နော် ut ရေးထားတာပေါ့နော် ut sign design ပေါ့နော်သူရေးထားတာပေါ့ဒါမှမဟုတ်ဒီသချင်းလေးကအဲ copy သချင်းပေါ့နော် copy ချင်းနိုင်ငံခြားသချင်းကလည်းရှိတယ်ပေါ့နော်နိုင်ငံခြားရှိနိုင်ငံခြားတန်စင်ကိုပြန်ပြီးတော့ရေးထားတဲ့သချင်းပေါ့နော် have chosen the road you have taken. It has left us miles of. ဟုတ်ဒီနိုင်ငံသားအတန်းတွေနေရတာမရှိတဲ့လောက်ရှားပါတယ်ပေါ့နော်လိုက်ရှာတော့ကျွန်တော်ဒါဒီဘက်ပဲရှိမှာကျွန်တော်ထင်ပါပြီးသွားတော့ဒီတချင်းလေးကိုသူဦးတီမရေးခင်မှာအဲ့ရှေ့မှာရေးထားတာရှိသေးရောနော်တေးဆရာမြတ်တန်းဆန်ပေါ့နော်ဒီတေးဆရာမြတ်တန်းဆန်ကအတက်ထက်မြတ်တဲ့ဂုံဆိုပြီးတော့ ရှေ့မှာသူကစစ်ချင်းပေါ့နော်စစ်ချင်းစစ်စစ်သားတွေအကြောင်းရေးတဲ့ချင်းမျိုးလဲသူကဒီတန်စင်နဲ့ပဲအရင်ရေးထားတယ်ပေါ့နော်နောက်မှဥရိယဒီဟာကိုပြန်ပြီးရေးခဲ့ရလို့သိရတယ်ပေါ့နော်ဒီမျက်စုံတော့ကိုမုတ်တေးရန်မုတ်တေးရန်မှာကလလလုံးမီနိုင်ဘူးပြီးတော့ဒီတချင်းလေးကိုဥထီးကကိုယ်တိုင်မစိုးခဲ့ဘူးပေါ့နော်စိုးစိုးဖို့မှအကျမ်းမာရေးမကောင်းဖြစ်တော့ ဒီစချင်းလေးကိုသူကမဆိုခဲ့ဘူးပေါ့နော်မဆိုခဲ့စင်ပါပဲဆုံးပါသွားတယ်ပေါ့နော်အဲဒါကြောင့်ကိုပိုဖြူကနေဆက်ပြီးတော့တီဆိုတယ်ပေါ့နော်ကိုပိုဖြူကဆိုနေစဉ်အတွင်းမှာတော့အရင်ခံစားရလို့ဒီဆိုတဲ့ဒီ recording ကိုနားပြီးတော့ခဏနားပြီးမှပြန်ဆိုရတယ်ပေါ့နော်အဲ့လိုမျိုး interview လေးမှာဖြည့်ထားတာကျွန်တော်တွေ့တယ်ပေါ့နော်အဲ့ဒါလေကိုတီဆိုမှာကိုတီဆိုမှာကိုတီဆိုမှာဆိုမှာကိုတီအဲ့လိုနေမကောင်းဘူးရုပ်တရည်ဆုံးပါ ဆုံးသွားတာဆုံးသွားတော့အကူဆက်ဆိုရတာတကယ်စတူဒီယိုမှာဆိုတဲ့အချိန်တော့ခဏရက်ခံရတယ်အင်ဂျင်နီယာအရန်ကောင်းလို့ချိတ်ဆက်လုံးလို့စားသားပြီးတော့ဦးထီးကိုယ်တိုင်ဆိုထားတာကအဲကျွန်တော်လိုက်ရှာကြည့်လိုက်တော့ကျွန်တော်ဦးထီးမှဆိုဆိုထားလားမသိဘူးဆိုတော့ကျွန်တော်လိုက်ရှာကြည့်ရပါလိုက်ရှာကြည့်တော့ရှမ်းဘာသာနဲ့ဆိုထားတာတော့ကျွန်တော်တွေ့တယ်ဗောနော်ရှမ်းဘာသာနဲ့အဲ့လိုမျိုးစုံတွဲလေးဆိုထားတာကျွန်တော်တွေ့တယ်ဗောနော်ဒီလိုမျိုးဒီ မြန်မာဘာသာနဲ့တော့ဦးသီးဆိုတာမတွေ့ဘူးပေါ့နော်မရှိဘူးပေါ့ဆိုထားတာလည်းမရှိဘူးလို့ကိုပိုဖြူရဲ့အင်တာဗျူးမှာလည်းသိရတယ်ပေါ့နော်ဘောနော်ဒါတော့သူတို့ကြာဦးဒီရဲ့ copy sound လေးကိုကျွန်တော်ကအတိအကဒီအမိတ်ဆွေတွေကိုလာပြီးတော့ဝေမျှပေးတာပေါ့နော်ဒီနေ့တင်ဆက်မှုလေးကဒီလောက်ပါပဲနော် လိုမျိုးအကြောင်းအရာလေးတွေကိုစိတ်ဝင်စားရဲဆိုရင်တော့နောက်ထပ်ဗီဒီယိုလေးတွေကြည့်လို့ရအောင်လို့ကျွန်တော်ရဲ့ CC Bar Entertainment YouTube Channel နဲ့ Facebook Page TikTok Account တို့ကို Like and Subscribe လုပ်ထားခဲ့ဖို့တောင်းဆိုချင်ပါတယ်เนาะအားလုံးပဲချစ်ချင်းမေတ္တာဖြင့်ငြိမ်းချမ်းကြပါစေဗျာ။